မြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ငလင်ဘေးရနေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေတည်တင်တည်ထိုက်တဲ့အချက်အလက်တွေကို မျှဝေပေးနိုင်မှုမြစီမရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့တရက်လျင်နှစ်ကြိမ်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိတိုင်းဒိုမီတာ31မီတာကိုတက်တမ၄၃မကဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။ ညစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9နာရီကနေ9နာရီခွဲအထိတိုင်းဒိုမီတာ16မီတာ7.5မဂါဟက်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမ်းမာရှိကြပါစေလို့မြစီမရေဒီယိုဖွင့်သူဖွေသားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ဧပြီလ30ရက်ဗုဒ္ဓဦးနေ့မနက်ပိုင်းမြစီမရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်မနက်၈နာရီကနေ၈နာရီခွဲထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ဆိုင်းခမ်းပါဒီကနေ့မနက်နားဆင်ရမယ့်အစီအစဉ်တွေကတော့ငလင်ကြောင့်ပြည်တွင်းဘီးလက်မြေထုတ်လုပ်နိုင်မှု၄၀ရာခိုင်နှုန်းကျော်ထပ်မံကျဆင်းတဲ့သတင်းနဲ့အတူ အတင်းကျပ်စစ်မှုထမ်းခိုင်းခြင်းဟာရာဇဝတ်မှုမြောက်ကြောင်း NUG ပြောတဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနှာစင်ရမှာပါ။သတင်းတွေပြီးမှာတော့တန်းသားဒေတာနဲ့တော်လိုင်းဒေတာတွေရဲ့သတင်းတွေကိုပြောပြပေးမယ်။ NNG Radio စီစဉ်ကိုနှာစင်ရဖို့ရှိပါတယ်ခင်ဗျာ။အားပြင်းကလေးလှုပ်ခတ်မှုကြောင့်ပြည်ရင်းမှလဲပတ်နေတဲ့ဘီလက်မြေဆက်ယုံတချို့ထိခိုက်ပျက်စီးခဲ့ပြီး ေးလက်မြေထုတ်လုပ်နိုင်မှုပမာဏကလည်း40ရာခိုင်နှုန်းကျော်ထပ်မံကျဆင်းသွားခဲ့တယ်လို့စစ်ကောင်စီကပြောဆိုပါရယ်။ငလင်မလှုပ်ခင်ကဘေးလက်မြေဆက်ယုံ6ခုကတရက်ကိုတန်3800အိမ်ပေါင်း63000ထောင်ထုတ်လုပ်ခဲ့ပြီးမြဲငလင်လှုပ်ပြီးတဲ့နောက်မှာဆက်ယုံ6ယုံကတန်18100အိမ်ပေါင်း3400ထောင်ကိုပဲထုတ်လုပ်နိုင်တော့တာဖြစ်ပါရယ်။ ဒီလိုကြဆင်းလာတဲ့အကြောင်းကိုစစ်ကောင်စီရဲ့စက်မှုဝန်ကြီးဒေါက်တာချာလီတန်းကဧပြီ25ရက်နေ့ကနေပြည်တော်မှာလုပ်ခဲ့တဲ့သဘာဝဘေးရန်ရဲ့ဆိုင်ရာအစည်းအဝေးမှာပြောကြောင်းဧပြီလ26ရက်နေ့ထုတ်စစ်ကောင်စီထိန်းချုပ်ထားတဲ့စီးမုံသတင်းစာမှာဖော်ပြထားပါတယ်လာမယ့်မေလလယ်မှာဘီလက်မြေတန်ချိန်2200အိမ်ပေါင်း4300ထွက်ရှိနိုင်ရေလှုပ်ဆောင်သွားမှာဖြစ်ပြီးစက်တဘာမှာတန်ချိန်3200အ အိမ်ပေါင်း63,000 2000အထိထွက်ရှိအောင်ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းဒေါက်တာချာလီတန်းကပြောပါရယ်စက်ကောင်စီရဲ့ April 10ရက်နေ့သတင်းဖော်ပြချက်တစ်ခုအရ March 28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်နေပြည်တော်မှာရှိတဲ့ဗီလက်မြေစက်ရုံတရုံနဲ့မန္တလေးတိုင်းထဲမှာရှိတဲ့ဗီလက်မြေစက်ရုံ၄ရုံတို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါရယ်တစ်ဖက်မှာလည်းဗီလက်မြေထုတ်လုပ်နိုင်မှုကျဆင်းခြင်းနဲ့အတူပြည်ရင်းမှာဗီလက်မြေစည်းနှုန်းတွေကလည်းတဟုန်တိုးမြင့်တက်ခဲ့ပါရယ် ငလင်မလောက်ခင်ကဗီလက်မြေတအိတ်ကိုကျက်တထောင်ခွဲကျော်ရှိပြီးတော့ငလင်လှုပ်ပြီးတဲ့နောက်မှာကျက်3000ကနေ4000ကျော်အထိဈေးတက်ခဲ့ပါတယ်။ငလင်တန်တင့်ခဲ့တဲ့မန္တလေးမှာလည်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေလှုပ်ဆောင်ရမယ့်ကာလဖြစ်ပေမဲ့ဆောက်လုပ်ရေးပစ္စည်းတွေဈေးနှုန်းမြင့်တက်နေတဲ့အတွက်ပြင်ထိန်လုပ်ငန်းတွေကိုပဲဦးစားပေးလှုပ်ဆောင်နေတယ်လို့မန္တလေးမြို့မှာရှိတဲ့အင်ဂျင်နီယာတယောက်ကမစ္စမာကိုပြောပါရရှင်။ ာနာသိန်းစစ်ကောင်စီဟာအသက်16နှစ်ကနေ35နှစ်အတွင်းမှာရှိတဲ့လူငယ်တွေကိုစစ်ရေးဗျူဟာတရက်အနေနဲ့ကျင့်သုံးပြီးအတင်းအကျပ်စစ်မှုထမ်းစေခိုင်းနေတာဟာလူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ယာစွမှုဖြစ်တယ်လို့ NUG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကပြောကြားလိုက်ပါတယ်။ ဧပြီလ28ရက်ညပိုင်းကထုတ်ပြန်တဲ့ NUG လူခွင့်ရေးဆရာဝန်ကြီးဌာနရဲ့အာဓမစစ်မှုထမ်းစီခြင်းမြန်မာနိုင်ငံရှိအတင်းအကျပ်စစ်မှုထမ်းစီခြင်းရဲ့လက်တွေ့အခြေအနေများအစီရင်ခံစာမှာအခုလိုထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။ အဲ့ဒီအစီရင်ခံစာမှာအတင်းအကျပ်စစ်မှုထမ်းစေခိုင်းခံခဲ့ရတဲ့လူငယ်တွေရဲ့ထွက်ဆိုချက်တွေကိုဖော်ပြထားပြီးလူငယ်တွေရဲ့နေအိမ်တွေလုပ်ငန်းခွင်တွေနဲ့စစ်ဆေးရေးဂိတ်တွေမှာအကြမ်းဖက်စစ်အုပ်စုရဲ့ဖမ်းဆီးမှုတွေကိုရင်ဆိုင်ခဲ့ရကြောင်းဖော်ပြထားပါတယ်။စူဆောင်ချင်းခံခဲ့ရတဲ့လူငယ်တွေထဲမှာအသက်မပြည့်သေးတဲ့ကလေးတငယ်တွေနဲ့စစ်မှုထမ်းဖို့အတွက်ရုပ်ပိုင်းစိတ်ပိုင်းမတန်ဆွမ်းသူတွေလည်းပါဝင်ပြီးအမည်စင်းကောက်ကမိသားစုစီကငွေညစ်တောင်းခံတဲ့ဖြစ်ရပ်တွေလည်းတွေ့ရတယ်လို့ဆိုပါတယ်။ ါပေမဲ့အရေးအတွက်ကိုတော့တိကျကျဖော်ပြထားတာမရှိပါဘူး။ရခိုင်မြို့တင်ကန်းကျွတ်မြို့နယ်မှာနေထိုင်သူတူကစစ်မှုထမ်းဆေးမှာမပါဝင်ဖို့ရက်ွက်အုပ်ချုပ်မှုတွေစီးတလကိုငွေကျပ်သိန်းကဒံပေးနေရတယ်လို့မျိုးစီမာကိုပြောထားပါရတယ်။ အဲ့လိုအခြေအနေတွေကြောင့်ကုလသမဂ္ဂအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အကြမ်းဖက်ဆေးအုပ်စုရဲ့လုံရက်တွေကိုရပ်တန့်ဖို့ထိရောက်တဲ့စီးပွားရေးပိတ်ဆို့မှုနဲ့လေရင်စီအပါအဝင်လက်နက်တွေတင်ပို့ရောင်းချတာကိုပိတ်ပင်ခြင်းတွေချက်ချင်းလှုပ်ဆောင်ဖို့လိုအပ်ကြောင်း NUG ကတိုက်တွန်းထားပါတယ်ဒါအပြင်အိန္ဒိယနိုင်ငံတွေအနေနဲ့လည်းမြန်မာပြည်တဲကထွက်ပြေးတိမ်းရှောင်လာတဲ့လူငယ်တွေကိုလူသားချင်းစာနာစောင့်ရှောက်မှုတွေလှုပ်ဆောင်ပေးဖို့တိုက်တွန်းတယ်လို့ NUG ကဆိုပါတယ်။ စစ်ကောင်စီဟာပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်မှုထမ်းဥပဒေကိုတည်ပြုခဲ့ပြီးစစ်သားစုဆောင်ရေးတွေကိုနိုင်ငံတော်ဝန်လှုပ်ဆောင်ခဲ့ပြီးတဲ့နောက်လက်ရှိဧပြီလ22ရက်နေ့ကအပတ်စဉ်12ကိုဖွင့်လှစ်ခဲ့ပြီးအပတ်စဉ်73အတွက်လည်းစစ်သားစုဆောင်မှုတွေလှုပ်ဆောင်နေကြပါရခင်ဗျာ။ ဝယ်ယူသူမရှိခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းကချမ်းမှတ်54ကိုဈေးထက်လျှော့ပြီးဒီကနေ့ဧပြီလ29ရက်နေ့မှာ၄ချိန်မြောက်ဖြစ်လေလံတင်ရောင်းချခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးလို့တရားဥပဒေနှိစက်တူတူကမျက်စိမှောက်ပြောပါရယ်ချမ်းမတ်54ရှိမှပြုလုပ်တဲ့၄ချိန်မြောက်လေလံပွဲမှာကျန်းကင်ဆေးကိုဥအောင်ဆန်းဦးဘက်ကတင်ပြထားတဲ့ရှော့ဈေးကျပ်290ဘီလီယံနဲ့လေလံပစ်ခဲ့ပေမဲ့ဝယ်ယူသူမရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိလေးလံပွဲမအောင်မြင်တဲ့ကိစ္စကိုမနှက်ပြန်ပါလေးလံအရာရှိကတရားရုံးမှာအစဉ်ခံစားတင်သွင်းဖို့ရှိကြောင်းလည်းတရားရုံးနဲ့နေဆက်သူကပြောပါဗျ။အဲ့ဒီခြံကိုအရင်ကတရားရုံးကသတ်မှတ်ပေးတဲ့လေးလံချန်ခင်စေပထမအကြိမ်ကျပ်315ဘီလီယံဒုတိယအကြိမ်ကျပ်300ဘီလီယံနဲ့တတိယအကြိမ်ကျပ်269ဘီလီယံတို့နဲ့လေးလံပြစ်ခဲ့ရမှာလဲဝယ်ယူသူမရှိကြတာပါ။ ဥရေချောင်းရချက်အမှတ်54ကိုလေးလံမအောင်ချင်းကြံကင်းစေးပြင်ဆင်တတ်မှတ်ပြီးအချိန်ချင်းလေးလံပြစ်နိုင်တယ်လို့ဥပဒေကျွမ်းကျင်သူတွေကမျက်စိမှောက်ဖြေဆိုထားပူပါတယ်။ဒေါခင်ကြီးအမိပေါက်ချက်အမှတ်54ဟာနှစ်ဧကနီးပါးကျယ်ဝန်းပြီး2016ခုနှစ်မှာရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကအဲ့ဒီချက်မှာရှိတဲ့နှစ်ထပ်အိမ်နဲ့မြေတဝက်ကိုဒုံဆန်းစုကြည်တစ်ထပ်တိုင်းနဲ့မြေတဝက်ကိုဥအောင်ဆန်းဦးတို့ကခွဲဝေယူဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ဥအောင်ဆန်းဦးကခြံဝန်းတစ်ခုလုံးလေးလံပစ်ပြီးရရှိတဲ့တံပိုးကိုတယောက်တဝက်ခွဲဝေယူဖို့အယူခံအဆင့်ဆင့်တက်ခဲ့ပြီးအာဏာသိမ်းကာလ2022ခုနှစ်ထဲမှာပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဥအောင်ဆန်းဦးကိုနိုင်ပေးလိုက်တာဖြစ်ပါတယ်။ချက်မှတ်54ကိုလေးလံတင်ရောင်းချဖို့ဆောင်ရွက်မှုတွေပေါ်ဒေါန်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကလည်းဂန့်ကွက်မှုတွေပြုလုပ်ခဲ့ကြတာပါ။ ်လက်ရှိမှာလည်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကချက်အမှတ်54ကိုဂျားကာလာအမျိုးသားအဆင့်ရင်ကျေးမှုအမွေနှစ်အဖြစ်သတ်မှတ်ထားပြီးမြို့သူမဆိုးပိုင်ဆိုင်ခြင်းရောင်းချခြင်းဖျက်ဆီးခြင်းအပါအဝင်တားမြစ်ချက်တွေကိုဖောက်ဖျက်ကျူးလွန်ရင်းအရေးယူသွားမှာဖြစ်ကြောင်းကြေညာထားပါရခင်ဗျာ you မြန်မာရေဒီယိုရဲ့အင်္ဂါနေ့နောက်ဆုံးရပြည်ရင်းသတင်းလေးကိုဆက်လက်ထုတ်လွှင့်နေပါတယ်။စကိုင်းတိုင်းကလေးမြို့နယ်ကြံသာရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာမှာစစ်သား28ယောက်တေဆုံးပြီးတော့ MI35 ရဟယင်တစည်းကိုထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ Chinlan Information Center နဲ့ CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နေစီကသိရပါတယ်။ဧပြီလ29ရက်နေ့မနက်9:00နာရီအချိန်လောက်ကကလေးမြို့နယ်တောင်ပိုင်း ကျန်းသာရွာဘက်ကိုအင်အား200လောက်ပါတဲ့စစ်ကြောင်းနှစ်ခုနဲ့ထူးဆန်းဆင်လာတဲ့စစ်ကောင်စီတပ်ကိုတော်လင်းပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့တာမှာစစ်သား28ယောက်သေဆုံးခဲ့တာဖြစ်ပါတယ်တိုက်ပွဲဖြစ်ပေါ်တဲ့နေရာကိုနယ်မြေရှင်းလင်းတဲ့အချိန်မှာစစ်သားအလောင်း9လောင်းလက်နက်ငယ်17လက်နဲ့ခရံတချို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ပွဲအတွက်မှာဒဏ်ရာရစစ်သားတွေကို ပြန်လည်သေဆောင်သွားတာရှိပေမဲ့လည်းဒဏ်ရာရစစ်သားတချို့ကိုတော့ပြစ်ဒတ်သွားတယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးနဲ့ပြစ်ခတ်မှုတွေအထက်မှာပြည်သူ၄ယောက်သေဆုံးခဲ့ပြီးတော့ရွာသူရွာသားတွေများစွာ ပြေးလွရောက်ကိုထွက်ပြေးနေကြရတယ်လို့သိရပါဗျ။ဒီစစ်ကောင်စီစစ်ကြောင်းကို CNA CDF KKG CDF ဘက်ကို MCR နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်တစစ်ဒေသတရင်တပ်ဖွဲ့တွေကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လင်းတပ်ဖွဲ့ဝင်အထိခိုက်မရှိခုခံနိုင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ စစ်ကောင်စီကငလျင်တန်းကြောင့်အပြစ်ခတ်ရဲစဲထားတယ်လို့တရားဝင်ကြေညာချက်ထုတ်ပြန်ထားပေမဲ့သူတို့ရဲ့ထုတ်ပြန်ချက်ကိုသူတို့ကိုယ်တိုင်ချိုးဖောက်ပြီးတော့ထုတ်စစ်စင်တိုက်ခိုက်နေတာဖြစ်တယ်လို့ Challenge Information Center ကထုတ်ပြန်ထားပါတယ်ရှင်အင်အားပြင်းငလင်တံကိုပြင်းထန်စွာခံစားခဲ့ရတဲ့မန္တလေးမြို့မှာ၄ရက်အတွင်းလူရမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးအငိမ့်စားပေါမောက်ခတအူတေဆုံးခဲ့တယ်လို့ဒေတာတွင်းသတင်းမြစ်တွေကမျိုးစီမာကိုပြောပါရတယ်။ မန္တလေးတိုင်းမဟာအောင်မြေမြို့နယ်မှာနေထိုင်တဲ့အငိမ့်စားပေါင်မောက်ခဒေါက်တာထွေးထွေးကိုဧပြီလ25ရက်နေ့နေ့လယ်ပိုင်းမှာသူ့ရဲ့မိတ်ဆွေဖြစ်သူအင်ချမ်းမြေပွဲစားကအိမ်လိုက်ပြမယ်လို့ဆိုပြီးပတိန်ကြီးမြို့နယ်ကိုခေါ်ဆောင်သွားပြီးတဲ့နောက်တပ်ဖြတ်သွားတာလို့ဒေသခံတွေကဆိုပါတယ်တည်ဆုံးခဲ့တဲ့အငိမ့်စားပေါမောက်ခဟာအသက်60ကျော်အရွယ်ရှိပြီးနေအိမ်မှာတူးတဲနေထိုင်သူဖြစ်ပြီးတော့အင်ချမ်းမြေအယောင်းဝယ်လုပ်ကင်နေသူဖြစ်တယ်လို့သိရပါဗျ။ အိမ်ပြမယ်ဆိုပြီးအိမ်ပွဲစားကခေါ်သွားပြီးတဲ့နောက်ရိုက်နှက်ပြီးအသက်ခံလိုက်ရတာခေါ်သွားတဲ့ပွဲစားကလည်းဒေါ်ထွေးထွေးနဲ့မိတ်ဆွေလိုတီးရတယ်သူ့ရဲ့လက်ဝတ်လက်စားတွေလည်းပါသွားတယ်ကျူးလွန်သူကိုဖမ်းဆီးရမိတာမကြသေးဘူးလို့ဒေသခံသတင်းမြစ်ကဆိုပါတယ်အငိမ့်စားပမောခတပ်ဖြတ်ခံရပြီးပစ္စည်းတွေလူရဲ့ခံရမှုဖြစ်စဉ်ကိုသူနဲ့ဆွေမျိုးတော်ဆက်သူတူဦးကလည်းလူမှုကွန်ရက်မှာရေးသားထားပြီးမနေ့ကနာရေးပြုလုပ်ခဲ့တယ်လို့သိရပါတယ် အဲ့ဒီလိုပစ္စည်းလူလူတက်ခဲ့တဲ့ဖြစ်စဉ်မှာကျူးလွန်သူကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့တရင်မြစ်ကပြောပါတယ်။ဒါပြင်ဧပြီလ28ရက်နေ့ကလည်းမန္တလေးမြို့ချမ်းမြတာစီမြို့နယ်အောင်ပင်လေရပ်ကွက်မှာရှိတဲ့ရွှေစာမဏီရွှေဆိုင်ကိုကားတစ်စီးနဲ့လက်နက်ကင်ဆောင်ထားတဲ့လူ၅ဦးလာရောက်ပြီးဓားမြတိုက်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ ဓမြအဖွဲ့ကလက်နက်တွေနဲ့ချိန်ချောက်ပြီးရွှေစာမဏိရွှေဆိုင်ကရွှေ23ကျပ်သားကန်းနဲ့ဖုန်းတလုံးကိုယူဆောင်သွားပြီးတဲ့နောက်သူတို့စီးနှင်းလာတဲ့ Honda Insight အမျိုးအစားကားနဲ့ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်။မနေ့ကနေ့လယ်ပိုင်းကရွှေဆိုင်ကိုဓမြဝင်တိုက်တာလူတွေကတော့ဘာမှမလုပ်သွားဘူးရွှေတွေနဲ့ဖုန်းတွေကိုယူသွားကြတယ်။ဓမြတိုက်တဲ့သူတွေထဲမှာပျောက်ကြားဝတ်စုံနဲ့လူနှစ်ယောက်ပါတယ်လို့ဖြစ်စဉ်ဖြစ်ပွားတဲ့ရက်ွက်အတွင်းနေထိုင်သူဒေသခံကပြောပါတယ်။ အဲ့ဒီဖြစ်စဉ်မှာလည်းကျူးလွန်သူတွေကိုဖမ်းဆီးရမိတာမရှိသေးဘူးလို့ဒေသခံတွေကပြောထားပါဗျ။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ထိခိုက်ပျက်စီးမှုများခဲ့တဲ့မန္တလေးမြို့မှာငလင်လှုပ်ပြီးတလကျော်ကြာလာတဲ့အချိန်ထိပြည်သူအများစုဟာနေအိမ်တွေမှာပြန်လည်နေထိုင်နိုင်တာမရှိသေးဘဲယာယီခိုးလုံရနေရာတွေမှာနေထိုင်နေရတာဖြစ်ပါတယ်။ ဒါပြင်ငလင်တန်တဲ့မန္တလေးမြို့အတွင်းစိုင်ကယ်လုရတာနေအင်တွင်းဝင်ရောက်ခိုးယူလာလို့တရားဥပဒေမဲ့လုရက်တွေနေညအခြေမြွေဖြစ်ပွားနေတဲ့အတွက်နေစဉ်ဘဝမှာမလုံခြုံမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့မန္တလေးဒေသခံတွေကပြောကြားထားကြပါရခင်ဗျာလူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကိုအာခံနေတဲ့ခိုလုံခွင်ပေးနေတဲ့မြို့တွေကိုနှိမ်နှင်းနိုင်ဖို့ ။သမ္မတအမိတ်တရက်ကိုဒေါ်နယ်ထရမ့်ကတနင်္လာနေ့ကလက်မှတ်ရေးထိုးလိုက်ပါရယ်။တူရာတို့ပြန်လည်ရယူတာပထမရက်တရပြစ်ခါနေ့အချိန်မှာအခုလိုလက်မှတ်ရေးထိုးလိုက်တာပါ။မက္ဆီကိုနိုင်ငံနယ်စပ်ကတရားမဝင်ခိုးဝင်တွေကိုနှိမ်နင်းမယ်လို့သူ့ရွေးကောက်ပွဲကာလမဲဆွဲခဲ့တာတွေကိုဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ Republican သမ္မတကြီးကပြောနေပါရယ်။ဒီလိုခိုးဝင်မှုတွေဟာသူ့အရင်ဒီမိုကရက်တစ်သမ္မတကြီးဂျိုးဘိုက်ဒန်လက်ထက်ကစံချိန်တင်များပြားလာခဲ့တာဖြစ်ပါတယ်။ ဒီမိတ်ကဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကိုအကောင့်ထဲဖော်ရမှာနှောက်ရဟန်တာတဲ့ပြည်နယ်တွေနဲ့ဒေသခံအာဏာပိုင်တွေရဲ့စည်ရင်းကိုရပောင်30အတွင်းထုတ်ဝေဖြန့်ချိဖို့အရာရှိတွေကိုညွှန်ကြားထားပါတယ်။ဒီစည်ရင်းထဲပါတဲ့သူတွေဟာတချို့သောအစိုးရရန်ပုံငွေတွေကိုရရှိတော့မှာမဟုတ်ပါဘူး။အင်ဘီရိုကိုပြန်ရောက်လာကြတဲ့ကသူရရှိခဲ့တဲ့အောင်မြင်မှုတွေကိုထရမ့်ကဒီအပတ်ထက်မှထုတ်ဖော်ပြောကြားအောင်ပွဲခံမှာဖြစ်ပါတယ်။ စီးပွားရေးနိုင်ငံခြားရေးအစိုးရစွမ်းဆောင်ရည်ရှိမှုနဲ့ခိုးဝင်ကိစ္စတွေမှာအောင်မြင်မှုတွေရနေတယ်လို့သူကပြောနေပါတယ်။ဒါပေမဲ့သူ့အပေါ်လူကြိုက်များမှုကဇန်နဝါရီလကလေးကကျဆင်းနေခဲ့တာပါ။ Washington Post ABC ကကောက်ယူခဲ့တဲ့လူတို့သဘောထားစစ်တမ်းအရာ American နိုင်ငံသား40ရာခိုင်နှုန်းကျော်ကသူ့ကိုပြင်းပြင်းထန်ထန်မထောက်ခံဘူးလို့ဆိုပါတယ်။ Trump ရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Caroline Leavitt ကတော့ မက္ကဆီကိုနယ်စပ်ကဝင်လာတဲ့အထောက်ထားမဲ့ရွှေပြောင်းဝယ်ရောက်လာတဲ့သူတွေကိုတွေ့ရှိမှုဟာ65ရာခိုင်နှုန်းကျဆင်းသွားတယ်လို့တင်းလာနေကပြောပါတယ်ဘိုင်ဒန်ရှိနေစဉ်ကာလ2024မတ်လကနေ12လအတွင်းတသိန်း4000ကနေ9000အထိကျသွားခဲ့တယ်လို့ဆိုပါတယ် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သက်ရင်ဒေါ်နယ်ထရမ်ကမဒိန်ကောင်တွေလူသက်သမားတွေလို့ဆွဆွဲပြောကြားခဲ့တဲ့သူတွေကိုနှိမ်နှင်းသွားမယ်ဆိုတဲ့ရွေးကောက်ပွဲမဲဆွယ်ကာလစကကြီးစကကြဲတွေဟာ American မဲဆန္ဒရှင်တွေကြားကြက်ရိုက်ခဲ့ပါတယ်ရှင်ရုရှားနဲ့တရုတ်အပါအဝင်အဖွဲ့ဝင်နိုင်ငံ၁၇နိုင်ငံပါဝင်တဲ့ BRICS အုပ်စုမှာအလှည့်ကျဥက္ကဋ္ဌလုပ်နေတဲ့ဘရာဇီးနိုင်ငံကပုံမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ကြဖို့ဒိန်းလာနေတာတောင်းဆိုလိုက်ပါတယ်။ မေရိကန်တမရဒေါ်နယ်ထရန့်လက်ထက်ကုန်သွယ်ရေးစစ်ပွဲတွေနဲ့ယူကရိန်းပြည်ပခါတွေဖြစ်ပွားနေချိန်မှာအခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။ယူကရိန်းနဲ့တုံးရကြအပြစ်ရထားဖို့ရုရှားတမရဗလာဒီမာပူတင်ကအမိန်ပေးထားချိန်မှာဒီဥစုမှာပါဝင်တဲ့နိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီးတွေရီယိုဒီဂျနေရိုမြို့မှာတွေ့ဆုံစည်းဝေးနေကြပါတယ်။ ယူကရိန်းတမရဗိုလိုဒီမာဇယ်လန်စကီးကတော့ဒါဟာအမျက်ထုတ်ချဲလှယ်ဖို့နောက်တစ်ကြိမ်ကြိုးပမ်းမှုပဲလို့ဒီလောက်ရက်ကိုဖော်ပြပြောဆိုပါတယ်။ထိတ်တိုက်တွေးမှုအစားတန်တမန်ရေးနဲ့လှုပ်ကင်ဖို့တစ်ဖက်သက်ဆောင်ရွက်မှုအစားပူးပေါင်းဆောင်ရွက်ကြဖို့ကျွန်တော်တို့တင်ပြတိုက်တွန်းပါတယ်လို့ဘရာဇီးနိုင်ငံရဲ့ဝန်ကြီးမော်ရိုဗီအေရာကဘရစ်တန်တမန်တွေကိုရီယိုမြို့မှာပြောကြားသွားခဲ့ပါတယ်။ယူကရိန်းနိုင်ငံကပြည်ပခါဟာပြင်းထန်တဲ့လူသားချင်းစာနာမှုဆိုင်ရာ ထိခိုက်မှုကိုဆက်လက်ဖြစ်ပေါ်နေစေပါတယ်။ ဒါဟာတန်တမန်ရေးဖြည့်ရှင်မှုအရေးတကြီးလိုအပ်နေတယ်ဆိုတော့ကိုမိမောင်းထိုးပြနေပါတယ်လို့သူကစက်ပြောသွားပါတယ်။အီဂျစ်၊အီသီယိုးပီးယား၊အိန္ဒိယ၊အင်ဒိုနီးရှား၊အီရန်၊ဆော်ရီအာရေဗီးယား၊တောင်အာဖရိကနဲ့အာရဗ်ဆော်ဝါများပြည်တော်စုတို့ပါဝင်တဲ့ဒီဟုတ်စုရဲ့ဝင်ကြီးတွေဟာဇူလိုင်6ရက်နဲ့9ရက်နေ့မှာကျင်းပမဲ့ခေါင်းဆောင်နေရဲ့ထိပ်သီးအစည်းအဝေးအတွက်အစီအစဉ်တွေကိုချောတက်ဖို့တွေ့ဆုံနေကြတာဖြစ်ပါတယ်။ မဇမရီရီရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးပြည်တွင်းသတင်းလွှာကိုနားဆင်ရမှာပဲဖြစ်ပါတယ်အာနာသိန်းစစ်ကောင်စီကမတ်လ28ရက်စကိုင်းငလျင်ကြီးလှုပ်ခတ်ပြည်တဲ့နောက်ပြည်သူတွေပြစ်မှတ်ထားတဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကိုဆက်လက်ပြစ်လုခဲ့တာမှာပြည်သူလူထုယာကြည်တည်ဆုံခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတော်သမ္မတယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောကြားပါတယ် ဒီကနေ့ဧပြီ29ရက်နေ့မှာပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားတဲ့အစီအစဉ်မှာစစ်ကောင်စီကအပြစ်ရကျင်ညာထားပေမဲ့လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ခဲ့တာကြောင့်ပြည်သူလူထုအသေးဆုံးထိခိုက်ခဲ့ရမှုအခြေအနေကိုအသိပေးခဲ့တာဖြစ်ပါတယ်။ အကျန်းဖတ်စိတ်ရစွက်ကောင်မြောင်းနိုင်ဟာဘင်စတက်အစီဝေးမတက်ခင်လေးတင်အတန်ကောင်းဟစ်ချင်လို့အပြစ်ခတ်ရက်ဆဲရဲဆိုပြီးကြညာရယ်တစ်ချိန်တည်းမှာအပြစ်မဲ့အရသားတွေကိုလေချောင်းကတိုက်ခိုက်မှုတွေအကြိမ်ကြိမ်ဆက်လက်လုပ်နေပြီးငလျင်ဒုက္ခရောက်နေတဲ့ပြည်သူတွေအပေါ်မှာရရက်ဆက်ဆက်ကျူးလွန်နေတာကိုတွေ့ရှိရတယ်လို့ဦးကျော်စောကပြောပါရယ် အန်ယူဂျီရဲ့လူခွင့်ရဲ့ဆိုင်ရာဝန်ကြီးဌာနရဲ့စောက်ကြီးလေးလာမှုမှတ်တမ်းတွေအရမတ်လ28ရက်နေ့ငလျင်ဖြစ်ပွားပြီးချိန်ကစပြီးတော့ဧပြီ23ရက်နေ့အထိငလျင်တန်ခံဒေသတွေအပါအဝင်နိုင်ငံအနှံ့အပြားကိုစစ်ကောင်စီကလေကြောင်းပုံကျဲတိုက်ခိုက်မှုပေါင်း196ကြိမ်လက်နက်ကြီးပစ်ခတ်မှုပေါင်း64ကြိမ်ပြုလုပ်ခဲ့တယ်လို့ဦးကျော်စောက ပြောပါတယ်ဒီလိုလေကြောင်းနဲ့လက်နက်ကြီးတက်ခတ်မှုတွေကြောင့်အဲဒီကာလာရီအတွင်းမှာအရသာ235ယောက်တိစုံပြီးတော့429ဦးတရားရခဲ့တယ်လို့ဆိုပါရယ် နိုင်ငံကဒေတာတွေနဲ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့စကောက်စီရဲ့သဘာဝဘေးအန္တရာယ်တွေကနေအမျက်ထုတ်မှုတွေကိုသတိထားစောင့်ကြည့်ကြဖို့တိုက်တွန်းပြောကြားရလို့ရဆိုပြီးတော့တမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောကြားခဲ့ပါတယ်။စကောက်စီကငလျင်အကြောင်းပြအပြစ်ခတ်ရက်မယ်လို့ကြေညာထားပေမဲ့ငလျင်ဘေးဒဏ်ခံရပြီးတော့ပြည်သူတည်ဆုံထိခိုက်မှုတွေရှိခဲ့တဲ့တပိတ်ချင်းစင်ကူမြို့နယ်တွေကိုလည်းလေကြောင်းကနေအပြင်းထန်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်တပိတ်ချင်းမြို့နယ်တစ်ခုတည်းမှာပဲအီဘရလော့အတွက်မှာ ပြည်သူ42ယောက်ထပ်မံနဲ့တည်ဆုံးပြီးတော့45ယောက်ထပ်မံနဲ့ဒဏ်ရာရရှိခဲ့တယ်လို့တပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကအသိပေးထားပါတယ်။စစ်ကောင်စီအနာသိမ့်ပြီးတဲ့နောက်တပိတ်ကျင်းမြို့အပါအဝင်ပြည်ဦးလွန်ခရိုင်မှာရှိတဲ့မြို့နယ်တွေကိုလည်းလေးဆောင်တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ဖြစ်စဉ်တွေအထက်ကအခုဧပြီလအတွင်းတိုက်ခိုက်မှုဟာအကြိမ်အများဆုံးအပြင်းထန်ဆုံးဖြစ်တယ်လို့ပြည်ဦးလွန်ခရိုင်ပကဖသတင်းပြန်ကြားရေးတာဝန်ခံကပြောပါရရှင်။ အခုဆက်လက်ပြီးတော့တိုင်းရင်းသားဒေတာနဲ့တော်လရဲဒေတာတွေရဲ့သတင်းလေးကိုပြောပြပေးမယ်။ NMG Radio အစီအစဉ်ကိုဆက်လက်နားဆင်ရမှာပဲဖြစ်ပါတယ်။ င်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ April 30ရက်နေ့မနက်ပိုင်းရေဒီယိုအစီအစဉ်တွေကိုစတင်နေပါပြီဒီအစီအစဉ်မှာတော့တိုင်းသားဒေသတွေနဲ့တော်လိုင်းရင်းနေမြေတွေတဲကသတင်းတွေအဲ့ဒီဒေသဘက်ကပြည်သူတွေရဲ့အထံနဲ့အမြင်တွေကိုစုစည်းတင်ဆက်ထားတာဖြစ်ပါတယ်ကျမအမိပါ ဒီနေ့သတင်းတွေထဲမှာတော့ပဲခူးတိုင်းကကရင်မျိုးသားအစည်းအုံ KNU ပူပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ပွဲနဲ့ကချင်ပြည်ကတိုက်ပွဲသတင်းတွေဝါဒေတာကကြားဖြန့်လို့ခေါ်တဲ့ငွေလိမ်လုပ်ငန်းမှာပတ်သက်တဲ့တရုတ်နိုင်ငံသား80ကျော်ကိုဝါအဖွဲ့ကတရုတ်ကိုလွှဲအပ်လိုက်ပါတယ်။ သတင်းလွှာတွေထဲမှာတော့အပြစ်ရဲ့ကြေညာပြီးတဲ့နောက်ပိုင်းစစ်ကောင်စီရဲ့ဘုံကျဲတက်ခိုင်းမှုကြောင့်လူဘလောက်များများသေဆုံးခဲ့ရပြီလဲဆိုတာနဲ့ခရနီပြည်တီမော့ဆိုမှာခရူးကြတဲ့ဒဏ်ကိုတောင်သူတွေဘလို့မျိုးရင်ဆိုင်နေကြရတယ်လဲဆိုတဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့အကြားပဲခူးတိုင်းရွှေကျင်မြို့နယ်ထဲကရွာတွေမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပြီးရွာသားတပ်တောင်းကျော်ကဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်။ရွှေကျင်မြို့နယ်ထဲကကွင်းစိတ်နဲ့ညောင်ချောက်ရွာတို့မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးဝေါ်နဲ့ရွှေကျင်မြို့နယ်ကဒေသခံတပ်တောင်းကျော်ထွက်ပြေးနေရတာလို့ဒေသခံတွေကပြောပါတယ်။ဧပြီလ26ရက်နေ့ကနေ28ရက်နေ့အထိနှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်နေတာလို့လည်းဆိုကြပါတယ်။ တိုက်ပွဲထဲမှာစစ်ကောင်စီဘက်ကလေကြောင်းကနေပါဘုံကျဲတက်ခိုက်ခဲ့တာကြောင့်ရွာထဲကဖုန်ကြီးကြောင်းနဲ့အိမ်တချို့ပျက်စီးခဲ့ပေမဲ့စည်ရင်အတီးကြောက်တော့မသိရသေးဘူးလို့ဒေသခံတယောက်ကပြောပါတယ်။ဒီတိုက်ပွဲတွေတဲ့ဝေါ်မြို့နယ်တဲကတရဲသမိန်စင်ရွာကျိုးလေးရွာထဲမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်တွေနဲ့ကြိုက်ထုံမြို့နယ်တင်းစီရဲ့အခြေဆိုင်အမတ်330တက်ကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်လို့လည်းဆိုပါတယ်။ ကချင်ပြည်ကမြစ်နာဆွန်ဘရာဘုံတော်ရဲလမ်းပေါ်မှာစစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြအခုရက်ပိုင်းတိုက်ပွဲတွေဖြစ်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်ဧပြီလ28ရက်နေ့မနေ့ကနဲ့29ရက်နေ့တို့မှာနှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်ခဲ့တာလို့ဒေသခံတယောက်ကပြောပါတယ်ဒီတိုက်ပွဲတွေစစ်ကောင်စီဘက်က KIA တပ်ဖွဲ့ဝင်တွေရှိနိုင်တယ်လို့ထင်တဲ့နေရာတွေဘက်ကိုလက်နက်ကြီးပစ်ခတ်မှုတွေအပြင် drone သုံးပြီးတော့လည်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်မြေပြင်မှာလည်းစစ်ကောင်စီတပ်ဘက်က ကစီရီလှုပ်ရှားမှုတွေရှိနေပြီးတမ်ဖရဲရွာမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကစွန်ဘရာဘွန်းလမ်းတလျှောက်လက်နက်ကြီးနဲ့လှမ်းပြီးတော့ပစ်ကူပေးခဲ့တယ်လို့လည်းဆိုပါတယ်တချိန်တည်းမှာပဲဗမောဝိုင်းမော်နဲ့ဖကန့်ဒေတာတွေမှာလည်းတိုက်ပွဲတွေကဆက်ပြီးတော့ဖြစ်နေပါတယ်။ဂျာပြန်လို့ခေါ်တဲ့ online ငွေလိမ်လုပ်ငန်းလုပ်ကိုင်တဲ့သူတရုတ်နိုင်ငံသား82ယောက်ကိုဝါပြည်သွေးစည်းညင်ညွတ်ရေးတက်မလို့ UWSA တရားရေးကော်မရှင်ကတရုတ်နိုင်ငံကိုထပ်မံလွှဲပြောင်းပေးအပ်လိုက်ပါတယ်။ ဝါပြည်ဘက်ကလာတဲ့သတင်းတွေအရဧပြီလ25ရက်နေ့မှာနယ်စပ်ဂိတ်ကနေတရုတ်နိုင်ငံဘက်ကိုဆက်ဆက်ပစ္စည်းတွေနဲ့အတူလွှဲပြောင်းပေးအပ်ခဲ့တာလို့ဆိုပါတယ်ဝါပြည်တဲကနေရာ၄ခုကိုဝါပြည်နဲ့တရားစီရင်ရေးကော်မတီကဝင်ရောက်စစ်ဆေးခဲ့ပြီးတော့တန်တရားရှိတဲ့သူတရုတ်နိုင်ငံသား80ကျော်ကိုဖုန်း300တလုံးကွန်ပျူတာ73လုံး laptop ကိုလုံး tablet ကိုလုံးတို့နဲ့အတူဖန်စီရမိခဲ့တာလို့ထုတ်ပြန်ထားပါတယ်။ကြားပြန့်ငွေလိမ်လုပ်ငန်းလုပ်ကြတဲ့သူတွေဟာ nested gate တွေကိုဖျက်ပြီးတော့တရားမဝင်လမ်းကြောင်းတွေကနေဝင်လာနေတာကြောင့်ဖန်စီနေနေမှုတွေကိုဆက်ပြီးတော့လုတ်သွားမယ်လို့လည်းဆိုပါတယ်။မြေလက်တန်တရင်ထဏကတရင်ထောက်ကိုတန်းထိုင်မြင့်ကိုအရာရီတိုင်းမြောင်မြို့နယ်တရားရုံးကအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေနဲ့ထောင်ဒဏ်၅နှစ်ချမှတ်လိုက်ပါတယ် မြေလက်အတန်းသတင်းဌာနရဲ့သတင်းဖော်ပြချက်အရဧပြီလပထမအပတ်မှာထောင်ဒဏ်၅နှစ်ချမှတ်ခံရတာလို့ဆိုပါရယ်မြန်အောင်မျိုးနယ်တရားရုံးကအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှ50နှစ်ကကြီးနဲ့ဧပြီလပထမပတ်အတွင်းမှာထောင်ဒဏ်၅နှစ်ချမှတ်လိုက်တာဖြစ်ပြီးလက်ရှိမှာတော့ဟင်္ဒရာအကျဉ်းထောင်ကိုပို့ဆောင်ထားပါရယ်ကိုတန်းထိုင်းမြင့်ဟာအမျိုးသမီးဖြစ်သူမိဖွားရဲ့ရက်နီးလာလို့မြန်အောင်မျိုးနယ်အင်းပေမြို့မှာရှိတဲ့သူ့ရဲ့အိမ်ကိုခဏပြန်နေတဲ့အချိန်ပြီးခဲ့တဲ့ဖေဖော်ဝါရီလဇန် ံပိုင်းမှာစစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတာဖြစ်ပါတယ်။မြန်အောင်အခြေဆိုင်ခလက်ရ51တပ်ရင်းကစစ်ကြောရေးထဲမှာရိုက်နှက်စစ်ဆေးခံခဲ့ရပြီးတဲ့နောက် မြန်အောင်မျိုးမရဲစခန်းအချုပ်ကိုပို့ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်နဲ့တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ကိုတန်းထိုင်းမြင့်ဟာ2021ခုနှစ်တုန်းကလည်းပုံမှန်905ကကြီနဲ့ပထမအကြိမ်ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး2022ခုနှစ်ကလူငယ်ချမ်းသာကွင်းနဲ့ပြန်လည်လွတ်မြောက်လာသူပဲဖြစ်ပါတယ်။ ဆက်ပြီးတော့သတင်းတော်တွေကိုတင်ဆက်ပြီးသွားမှာပါစစ်ကောင်စီရဲ့အပြည့်အကာလအတွင်းလေချောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်တေဆုံးသူအယောက်200ကျော်ရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ပါတယ်အသေးစိတ်ကိုတော့ NMG သတင်းဌာနကကွန်ပျူတာဆူစီပေးထားပါတယ် NUG ရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်း press briefing အစီအစဉ်မှာတမတယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောက ပြောကြားခဲ့တာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ ဒုက္ခရေးဆိုင်ရာဝန်ကြီးဌာနရဲ့စောင့်ကြည့်လေ့လာမှုမှတ်တမ်းများအရငလျင်ပြစ်ပွားချိန်ကစပြီးဧပြီလ23ရက်နေ့အထိငလျင်တန်ခံဒေသတွေအပါအဝင်နိုင်ငံအနှံ့အပြားမှာစစ်ကောင်စီက၄ချောင်းကဘုံကျဲတိုက်ခိုက်မှုပေါင်း196ချိန်နဲ့လက်ကြီးပြစ်ခတ်မှုပေါင်း64ချိန်ပြုလုပ်ခဲ့ပြီး၄ချောင်းနဲ့လက်လက်ကြီးတိုက်ခိုက်မှုကြောင့်တေဆုံးအရတအူရေစုစုပေါင်း 235ဦးရှိပြီးဒဏ်ရာရရက်သားဦးရေစုစုပေါင်း429ဦးရှိပါတယ်။ဒီလိုအရက်သားပြည်သူတွေပေါ်ကျူးလွန်မှုတွေကိုကြည့်ချင်းအားဖြင့်စစ်ကောင်စီဟာအပြစ်ရချင်လို့မဟုတ်ပဲနိုင်ငံတကာမှာမျက်နှာရချင်လို့အပြစ်ခတ်ရဆဲရတာဖြစ်တယ်လို့ဦးကျော်စောကဆက်ပြောပါတယ်။အကြမ်းဖက်ရာဇဝတ်မင်းအောင်လိုက်ဟာဘင်းစတက်အစည်းဝေးမတက်ခင်လေးတွင်အတန်ကောင်းပြစ်ချင်လို့အပြစ်ခတ်ရဆဲရဲဆိုပြီးကြေညာခဲ့တယ်။ တစ်ချိန်တည်းမှာအပြစ်မဲ့အရက်သားတွေကိုလေချောင်းကနေတိုက်ခိုက်မှုတွေအချိန်ချင်းဆက်လက်ပြုလုပ်နေပြီးမလင်ကန်ဒုက္ခရောက်နေတဲ့ပြည်သူတွေအပေါ်မှာရရဆက်ဆက်ကျူးလွန်နေတာတွေကိုတွေ့ရှိနေရပါတယ်နိုင်ငံတကာအဒေတာအတွင်းနဲ့အိန္ဒိချင်းနိုင်ငံများအနေနဲ့စစ်ကောင်စီရဲ့တဘာဝပေးအန်ဒီရီတွေကနေအမျက်ထုတ်မှုတွေကိုတတိထားစောင့်ကြည့်ကြဖို့တိုက်တွန်းတယ်လို့ဆိုပါရစေ။စစ်ကောင်စီဟာငလျင်သာကြောက်ဧပြီလကုန်ထိ ပြစ်ခတ်ရဖို့တက်တန်တူးထားပေမဲ့လေကြောင်းနဲ့လက်နေကြီးပြစ်ခတ်တိုက်ခိုက်မှုအပါအဝင်မြေပြင်ကနေလည်းစစ်ကြောင်းထိုးနေတာတွေရှိနေတယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကပြောပါရယ်။ဒါကြောင့်စစ်ကောင်စီရဲ့ပြစ်ခတ်ရကာလထဲနိုင်ငံတော်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့စီရီတီရင်းမြစ်တွေကဆိုပါရယ်။ ကရနီပြည်ဒီမော့ဆိုမြို့နယ်မှာတောင်သူတွေစိုက်ပျိုးထားတဲ့နှွေစပားဧကတထောင်ကျော်ခရုဖြက်စည်းတာကိုခံလိုက်ရတဲ့အတွက်အကူအညီတွေလိုအပ်နေတယ်လို့တောင်သူတွေကပြောကြပါတယ်။စပားခင်းတွေဘလို့မျိုးဖြက်စည်းခင်နေရပါသလဲ။ဘလို့အကူအညီတွေလိုအပ်နေကြတာလဲဆိုတာကိုတော့ NMG သတင်းထောက်ကိုစောပွေးရတင်ဆက်ပေးထားပါတယ်။မက်လာနဲ့အီပီလာထဲမှာစိုက်ပျိုးထားတဲ့နှွေစပါးတွေခူးပြက်စည်းကခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတောင်သူတူဦးကခုလိုပြောပါဗျ ဖြူရီရစပပင်းတွေဖြစ်စီဆိုက်ခဆစပပင်းတွေဟာစိုက်ပြီးဆယ်ရက်ကနေတလအတွင်းပေါ့နော်စပပင်းတွေအလုံးဖြစ်စီပါတယ်ပေါ့ပြီးခဲ့တဲ့23ရက်ကွင်းစင်းလစ်လာခဲရ3ရွာမှာဒီအကနေရကြော်တယ်ဆိုတော့ကျွန်တော်ပြောမဆိုရဲ့လင်းငါအုပ်စုလုံးတွေ့မဆိုရင်ကထောင်နဲ့ချီရှိနိုင်တယ်တိမောဆုံမြို့နယ်ထဲကနမ်းမေကုံချေးရွာအုပ်စုဖျားပြူချေးရွာအုပ်စုသေးစုလဲချေးရွာအုပ်စုဒေါ်ဘူးကူချေးရွာအုပ်စု ။ OK ချေရအောင်စုစောင်းတူရတစ်ချေရအောင်စုစင်တောင်ချေရအောင်စုတွေမှာနွေစပါးဆက်ပြူကြတာဖြစ်ပါတယ်။စပါးခင်းတွေကိုဖျက်ဆီးတဲ့ခူးတွေဟာအရွယ်အစားမျိုးမျိုးရှိကြပြီးစပါးပင်ရံအမြစ်တွေပါဖျက်ဆီးပစ်တာလို့ဆိုပါတယ်။တစ်ဖက်မှာတော့ခူးရံကာကွယ်ဖို့စ조사လှုပ်ဆောင်နေပေမဲ့လည်းအဖက်ဖက်ကကုန်ချစေတွေကြောင့်ခက်ခဲမှုတွေအများကြီးရှိတယ်လို့တောင်သူတွေကသူတို့ကြုံတွေ့နေရတဲ့ခက်ခဲတွေကိုခုလိုဆက်ပြောပါတယ်။ ခယူတာဆေးတွေပေါ့နော်ကုမ္ပဏီကကြော်ညာတဲ့ဟိုဘာတို့အာမိုတို့ကုမ္ပဏီကကြော်ညာတဲ့ဆေးတွေထိုင်းကလာတဲ့ခယူတာဆေးတွေတို့ဝယ်တုံးတယ်တကူ1000ကျော်3000ပေးရတယ်အဲတထောက်အထောက်နဲ့လဲလာတာပေါ့နော်အဲ့ဒါဝယ်တုံးတယ်ဒါပေမဲ့ဖျန်းနေရင်မှာပဲခယူညိန်သွားတယ်နောက်ရက်ဆိုခယူပြန်ပွားလာတယ်ပဲလို့တို့ပြောတယ်ဆေးနဲ့လည်းမနိုင်ဘူးပေါ့နော်တောင်သူတွေကတို့ဘာလဲတချို့ဆိုလို့ရှိရင်တောင်သူတွေကိုယ်တိုင်ကွင်းဆင်းပြီးတော့ခယူတွေလိုက်ကောက်ကြတယ်ခယူတွေလိုက်ကောက်ပြီးတော့တို့ ဟိုလကမ္ဘာပေါ်မှာကစင်းပေါ်မှာပုံလိုက်အဲ့ဒီထဲမှာထက်တယ်အဲ့ဒါနေ့တိုင်းနေ့တိုင်းသူတို့ကောက်တယ်တချို့ဆိုလို့ရှိရင်လောက်အမနိုင်တော့လူငါပြီးတော့ကောက်တယ်လူငါလို့ရှိရင်တရက်ကိုသပေါင်းခွဲ1000အထိပေးရတယ်ပေါ့နော်တောင်သူတွေအနေနဲ့ Q99 နိုင်မဲ့ဤပညာကူညီတွေလိုအပ်နေသလိုစဘာမျိုးစင်းနဲ့စက်ပြူရေးအတွက်ဈေးစကားတွေလိုအပ်နေတဲ့အတွက်အကူအညီပေးနေတဲ့ဖွဲ့စည်းတွေအနေနဲ့ကူညီပေးကြဖို့တောင်းဆိုတယ်လို့ပြောပါဗျာ အခုနားဆင်ကြကြရတာကတော့သတင်းနဲ့မီဒီယာကွန်ရဲ့ Network Media Group သတင်းဌာနကတင်ဆက်ထားတဲ့ Radio အစီအစဉ်ပဲဖြစ်ပါတယ်။အစီအစဉ်တွေကို နေ့စဉ်မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာတင်ဆက်သွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းနဲ့အစီအစဉ်ကိုဒီမှာပဲနှီးကုန်ချုပ်လိုက်ရပါတယ်ရှင်။ ကျွန်တော်တို့မြစည်းမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်ွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောသားရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ One Way FN Facebook Page က Messenger နဲ့မြစည်းမရေဒီယို ဆောင်ပါရှင်ဆိုတဲ့ Telegram Group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။တောသားရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါရစေခင်ဗျာ။ စီမရေဒီယိုရဲ့ဒီနေ့မနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်မင်းအနေနဲ့ဒီလိုပြီးကိုစိတ်နှပါကြမှာချမ်းသာပါစေလို့မြစီမရေဒီယိုဖွယ်သားတွေကဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရက်တည်နေမဲ့မြစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြကြသူတွေအားလုံးကြမ်းမာကြပါစေခင်ဗျာ thank you